အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါမှာတော့ခြေရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်တုံးနဲ့ Oracle အမျိုးအစားတစ်ခုဖြစ်တယ် Romance Angel Oracle ကိုတုံးပြီးတော့မိတ်ဆွေတို့ကို reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘုန်းဘုန်းလေးလေးပြောရရင်ဒီ Oracle ကကျွန်တော်တော်တော်လေးတော့အသုံးနည်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီခါဒီမှာကျွန်တော်စီကို personal reading မေးတဲ့ဟာမျိုးမှာခြေရင်းတစ်ခုဆိုတာထက်ဗောနော်အခြားအရာတွေအများကြီးခြုံငုံသုံးသပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီတီးတန့် Oracle မျိုးကိုကျွန်တော်သုံးခဲ့တယ်ပေါ့နော်။ဒါပေမဲ့အခုလိုမျိုးကျွန်တော်ဒီဗီဒီယိုတွေမှာဆိုရင်တော့သုံးလေးသုံးထားရှိပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာတော့ cut ကသုံးကတ်ချပေးထားတယ်။အဲ့သုံးကတ်မှာမိတ်ဆွေတို့က cut 1လား၊ cut 2လား၊ cut 3လားကိုရွေးချယ်ပေးပါ။ရွေးချယ်ပြီးတဲ့ချိန်မှာကျွန်တော်စပြီးတော့ reading လုပ်တော့မှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ cut 3ကိုစပြီးတော့ reading လုပ်ပါ ဲ့တော့ cut 3မှာဒီကအမျိုးအစားလေးကြာပါတယ်အဲ့တော့ဒီကအမျိုးအစားကဘာကိုဆိုလိုရလဲဆိုရင်မိတ်ဆွေရဲ့လောလောလတ်လတ်အချစ်ရေးပြဿနာဟာအခြားဘာအကြောင်းအရာအကြောင်းမှမဟုတ်ဘဲနဲ့အလုတ်ကိုင်းတဲ့ငွေကြေးပေါ်မှာမူတည်နေရဆိုပြီးတော့ဒီကက်ကက်တေဘယ်ကနေဖော်ပြနေပါတယ်အဲ့တော့ဆိုလိုချင်တာကတစ်ခါလေးမှာကိုကမိသားစုကိုပြင်ကြည့်ရတာတွေငွေကြေးလိုအပ်ချက်မျိုးတွေ ပြီးရင်ကိုယ့်ရဲ့အလုတ်ကိုင်းသိပ်မကောင်းသေးတဲ့အခြေအနေမျိုးတွေပေါ့နော်အဲ့ဒီအရာတွေကမိတ်ဆွေရဲ့ချစ်မှုရေးရအောင်မှာတွားပြီးတော့တက်ရောက်နေတယ်ဆိုပြီးတော့ဒိဗေရပါအဲ့တော့အခုကာလာရကျွန်တော်ခြုံပြီးတော့ပြောရမယ်ဆိုရင်ဒီကက်ထရီကိုရေးချက်ထားတဲ့မိတ်ဆွေတွေနေနဲ့ချစ်မှုရေးရတဲ့ပတ်သက်လို့တော့ကြံတဲ့ပြဿနာကဘာမှမဟုတ်ဘူးအလုတ်ကိုင်းနဲ့ငွေကြေးကအဓိကပြဿနာဖြစ်နေပါတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ချင်တယ်ဒါကတော့ကက်ထရီကိုရေးချက်ထားတဲ့မိတ်ဆွေတွေအတွက် reading မှာဖြစ်ပါတယ် ကဲနောက်တစ်ကက်အနေနဲ့ကျွန်တော် cat 1လေးကိုရွေးချယ်ကြည့်ပါမယ် cat 1လေးကိုဆက်ပြီးတော့ရွေးချယ်ထားတဲ့မိတ်ဆွေတွေကို reading လုပ်မယ်ဒီကက်ကြပါအဲ့တော့ဒီကက်အနေနဲ့ကတော့ဘာကိုဆိုလိုရလဲဆိုရင်သူ့ရဲ့ခေါင်းစဉ်ရဲခဲ့ရပါတော့ခေါင်းစဉ်အကူရဲ့ passion လို့ခေါ်တယ်ချင်းမှုရေးရတဲ့ပတ်သက်လို့ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းကိုသာ လှုပ်ဆောင်မှာဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့တော့အခြား environmental ကနေဝင်လာနိုင်တဲ့ issue တွေကိုခေါင်းထဲမှာတိတ်မထည့်ပဲနဲ့ကိုဖြစ်ချင်တာကိုလှုပ်ချင်တာကိုတကယ်ချစ်မယ်လို့ထင်တဲ့အရာမျိုးကိုသာရွေးချက်ပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့ဒါမှလည်းဒီကတ်ဝန်းကိုရွေးချက်ထားတဲ့မိတ်ဆွေတွေနဲ့ပျော်ရွှင်မှုကိုရရှိလိမ့်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။ဒါကတော့ကျွန်တော် cut 1ကို reading လုပ်ပြထားတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ cut 2ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကို reading လုပ်ကြည့်ပါမယ်။ဒါကတော့ cut 2ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက် reading ဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့ခေါင်းစဉ်ရကော new lab လို့ခေါ်တယ်။အချက်အသစ်တစ်ခုတွေ့ရှိတော့မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့တော့အချက်အသစ်တစ်ခုပေါ့နော်။ဥပမာရှိမှရည်သားနဲ့ပြတ်နေတာမျိုးတွေရည်သားနဲ့ကွဲကွာသွားတာမျိုးတွေပေါ့နော်။ အဲ့အချိန်ညာကုံဆုံးပြီးတော့ခုချိန်မှာအချက်အသက်တစ်ခုကိုရရှိတော့မယ်ဆိုပြီးတော့အသေးပဲရတယ်အဲ့ဒီအသက်သူတူတယောက်ကပဲကိုယ့်ကို romantic feeling မျိုးဖြစ်လာအောင်လှုပ်ဆောင်ပေးလိမ့်မယ်ဆိုပြီးတော့အသေးပဲရပါတယ်အဲ့ဒါကြောင့်မလို့ဒီကက်ကိုနံပါတ်2ကက်ကိုရေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်မိတ်ဆွေတို့က new lab လို့ခေါ်တဲ့အခြေသက်တစ်ခုကိုစတင်တွေ့ရှိရမယ်။အဲ့ဒီလူကကိုယ့်ရဲ့ romantic life ကို romantic feeling ကိုရအောင်လှုပ်ဆောင်ပေးမဲ့သူတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဒီကက်ကက်လေးပဲကနေစူထားပါတယ်။ဒါတော့ကျွန်တော် romance angel oracle တွေကိုအသုံးပြုပြီးတော့မိတ်ဆွေတို့ကို reading လုပ်ပေးထားတာပဲဖြစ်ပါတယ်။အားလုံးပဲစင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်။